2019ရဲ့ For of Fire နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့ VOA ရဲ့ထုတ်လွှင့်မှုတွေရထားရတဲ့ပေါ်စစ်ဖြစ်ဒေတာတွေကမြန်မာပြည်သူတွေအတွက်စိတ်မကောင်းဖြစ်ရတဲ့ဆိုတဲ့သတင်း။နောက်ချိုမျိုးကိုလေချောင်းတက်ခိုက်14ဦးတည်ဆုံတဲ့သတင်း။ကိုခိုင်မှာတနနေ့မြင်တဲ့ပြည်သူပိုင်နေမြေတွေအကွက်ရိုက်ရောက်ချနေတဲ့သတင်းအပါအဝင် For of Fire နေ့စဉ်သတင်းတွေကိုကြားရမှာပါ။အမေရိကန်ပြည်ထောင်စု Washington DC မြို့တော်အရှေ့ဆိုင်အမေရိကန်အတန်း COA တည်င်းဌာနကလက်ရှိမှာထုတ်လွှင့်မှုတွေရပ်ဆိုင်ထားရပြီးစစ်ဖြစ်နေတဲ့ data ကမြန်မာပြည်သူတွေဟာ radio နဲ့လွတ်တဲ့တည်င်းကိုအားကိုးနေရတဲ့အတွက်အခုလိုရပ်ဆိုင်လိုက်ရတဲ့အပေါ်စိတ်မကောင်းဖြစ်မိတယ်လို့ VOA ဝန်ထမ်းသူဗာဖရဖန်ကပြောပါတယ်။ American ကမ္ဘာတည်င်းမီယာ agency USAGM ရဲ့ထောက်ပံ့ခြင်းငွေကိုမလ15ရက်နေ့ကစတင်ရပ်ဆိုင်လိုက်ပြီး COA အပါအဝင်လွတ်လပ်တဲ့အာရှအသံ RFA လွှတ်လက်တဲ့ဥရောပအသံ RFF ဂျူဘာအသံလွှတ်ဌာန OCB စတဲ့မီဒီယာကြီးတွေပါရက်စာရနိုင်တဲ့အခြေအနေဖြစ်နေရပါ VOA ဝန်ထမ်းတွေကိုလှဆာနဲ့ခွပ်ပေးလိုက်ပြီးမြန်မာပိုင်းထုတ်လွှင့်မှုကိုလည်းခေတ္တရဲ့နာထကဘယ်ချိန်မှပြတ်စနိုင်မယ်မသိသေးဘူးလို့အစိုးရဝန်ထမ်းကဆိုပါတယ် USAGM ကထပ်ပတ်ကြေငွေဖြတ်လိုက်တဲ့မီဒီယာတွေထဲမှာ VOA နဲ့ RFA ဟာမြန်မာဘာသာနဲ့ထုတ်လွှင့်တဲ့မီဒီယာတစ်ခုဖြစ်ပါတယ် တအံမျိုးသားလူမျိုးရေးတမလို့တင်နယ်လီထိချောက်ထားတဲ့နေမည်နောက်ချိုမျိုးကိုစစ်ကောင်စီကမလ16ရက်နေ့ညနေပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။လေကြောင်းကနေတဲခဲ့တဲ့ပုံဟာဖိုက်ပွဲဖြစ်ပေါ်ခြင်းမရှိဘဲစစ်ပီးဆောင်ပြည်သူများခုတ်လုံရာနောက်ချိုမျိုးတောင်ရက်ွက် စေနာပရိယတိစတင်ကျောင်းပေါ်ကြာရောက်ပောက်ခွဲခဲ့ပြီးကိုရင်ရှစ်ပါတိုင်ကတပါနဲ့ပြည်သူ၅ဦးသေဆုံးခဲ့တာပါ။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်ဖုန်တီကြောင်းတောင်းဆောင်အများပြပျက်စီးခဲ့ပြီး စုံဝင်ချင်းကနေအိမ်လူလဲပြစ်စည်းသွားခဲ့တယ်လို့ဒေတာခန်တွေကပြောပါရယ်တည်ဆုံးသူအရင်တက်မှာလက်ရှိအချိန်ထိရရှိထားဆင်းရဲများအရတာဖြစ်ပြီးမြေပြင်မှာဂိမ်းကနန်းပုံများနိုင်ပါတယ်မူပြတိုက်ပွဲအတွင်းစစ်ကောင်စီကိုတော်လှန်ရင်စဆုံသွားခဲ့ရတဲ့တထောက်တရာကိုတန်းရင်မှာရဲဘော်တို့ရဲ့အစာဖနအခမ်းအနားကို မနေ့ကမလ16ရက်နေ့မှာဒီမိုးဆိုအနောက်ချမ်းတနင်္ဂနွေမှာပြုလုပ်ခဲ့တယ်လို့တထောက်တရာကိုသိရင်ရဲ့တည်င်းနဲ့ပြန်ကြားရေးတောင်းခံရဲဘော်မောင်ကြီးကဖော်ရအပန်ကိုပြောပါရယ်အစိုးပိုင်းရဲဘော်ကရဲဘော်စံကောက်ခချင်းမင်းကိုဖြစ်ပြီးကိုပိုင်အမတ်3313939334ကိုကန်ဆောင်ထားသူဖြစ်ကစစ်ကောင်စီကိုတုံလရင်လက်နဲ့ကြီးစထိမှန်ပြီးပြီးခဲ့တဲ့မလ14ရက်နေ့မှာဆက်ဆုံသွားခဲ့ရတယ်လို့သိရပါရယ် အစိုးရရဲဘော်စံကောက်ခချစ်မင်းကိုက2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကနေ2025ခုနှစ်မလ14ရက်နေ့အထိ1109တန်းရင်မှာစာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။မိုးပြည့်မြို့တွင်2024ခုနှစ်ဒီဇင်ဘာလကနေလက်ရှိအချိန်ထိစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့နေ့တိုင်းနေ့ပါတိုက်ပွဲဖြစ်ပွားနေတဲ့အပြင်စစ်ကောင်စီတပ်ဘက်မှဒရုန်းနဲ့ကြီးရုံနဲ့နေ့တိုင်းပစ်ခတ်နေတဲ့အတွက် တီတူလူထုအနေနဲ့မိုးပြေမြို့တဲကိုအသွာလာလောက်မင်းဆိုရင်ယတိနဲ့သွာလာကြဖို့ KNDF ဗဟိုတဒိန်နဲ့ပြင်စာရေးတာဝန်ခံကပြောပါရယ်ရှမ်းပြည်မြောက်ပိုင်းခုတ်ခိုင်ဘောင်ခါကျေးရွာမှာပထင်လွတ်လပ်ရေးတပ်မတော် KIA အုတ်ထုတ်ရေးအရာရှိကဘုံနာပါရာတနာနေမြေနဲ့ပြည်သူပိုင်နေမြေတွေကိုအတိမပေးပဲဖွဲ့ရရောက်ချနိုင်ရဲ့လို့ဒီရခန်တွေကဖရော့ဖုန်ကိုပြောပါရယ် မဟာတမယတီစီရွန်နာကတနပိုင်နေမြေတီကကို KIA အထုတ်ရေးအရာရှိကသိယူထားပြီး ပြည်သူပိုင်နေမြေရဲမှာဖလက်ရှိအစိုက်ပြူရေလုံနေမြေလဲပါဝင်နေလို့သိရပါတယ်။ကောင်းခါကျေးရွာက KIA ဘဟုတရအထုတ်ရေးနေရာဖြစ်ပြီးအသိန်းခရနေမြေ P60 P70 တကွဲ့ကို7သိန်း7သိန်းစသည်နဲ့ရောင်းချနေတယ်လို့သိရပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီး KIA ပြောရစခရှိသူဗိုမူဂျီနိုဘူဘိုဖရာဖကာဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်အဆက်သွယ်မရသေးပါဘူးဒီနေ့မလ၁၈ရက်ဖရာအဖယင်းနဲ့ဆက်သွယ်တဲ့နေ့ကိုကြားခဲ့ရတာပါကျမမြန်မိုးပါရှင်